ရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်မင်းနမကုန်းတော်ဘော်တွင်တိထားကိုကိုလေးရဲ့ရှိသော လောကချမ်းသာအပြရလာပါမှုနှင့်ရုပ်ဝါတော်မြတ်ကြီးရဲ့ခောဘကအဖွဲ့ဝင်များမှကြီးမှုကျင်းပါတယ်။အကျိန်30မြောင်းနေညအတန်မစဲအပိဓမာ9ကျန်းစက်တင်ဘာလ29ရက်နေ့မှအောက်တိုဘာလ9ရက်နေ့အထိကိုရဲတိုင်တိုင်းကျင်းပပြုလုပ်ခဲ့ပြီးဒီကနေ့အောက်တိုဘာလ9ရက်နေ့နနက်9:00ခွဲမှာတော့အောင်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဗိဓမာကုလကျမ်းတော်များရွတ်ဖတ်ပူသောဘွဲကိုတင်ပါရတဲ့ယူချက်ကတော့မကြခင်မှာသလင်းကျွန်းလာပြင်းနဲ့ခါသမျှကိုရောက်ရှိတော့မှဖြစ်တဲ့အတွက်လာပြင်းနဲ့အကျိုးကျင်းပါရတယ်လည်းဖြစ်သလိုဘုရားဘုလားပြည်သူများလည်းပြည်သူတရာပွားဖို့ပဲဖြစ်ပါတယ်ဘုရားဘွဲတော်ကိုလာတဲ့ရာဒီလာလိုက်ကျင်းပါတာဖြစ်ပါတယ်ဒီလိုကျင်းပါတာကလည်းပဲမြတ်ဗုဒ္ဓသာသနာတော်ထွန်းကားတော် ပြပြန့်ဖို့နဲ့ပြဖို့လာပြည်သူများဒီလိုသလားပွားဖို့ပဲဖြစ်ပါတယ်ဝိရမခွန်လကျမ်းရုပ်ပတ်ပူဇော်ပွဲကောင်းကျိုးတွေကတော့များပြားလှပါတယ်ဘေးစုကတ်စုအန္တရဇုမှာကင်းဝေးပြီးတော့ကတိဆုံးမကိုလည်းကြော်လွှမ်းနိုင်တယ်လို့သိချမ်းသာကိုကျမ်းမှာဆိုတာဖြင့်လောဘဒေါသမောဟစိတ်တွေကင်းစင်ပပျောက်သွားမှာဖြစ်ပါတယ်ဗုဒ္ဓံတော်လိုမြတ်ကို ပြင်ပါတာကတော့တင်ပါလ29ရက်နေ့မှာအောင်လိုပါလ9ရက်နေ့ထိပြင်ပါနိုင်ခဲ့ပါတယ်။ဘာလို့ဖျားကြီးရဲ့ဂောဘကအဖွဲ့ဝင်များသတ်မှတ်ထားတဲ့ပြုပြင်မှုပိုင်းဟာနှစ်ပိုင်းရှိပါတယ်။အဟောင်းကိုပြန်လည်ပြုပြင်ပြီးပိုင်းတဲ့အသည့်တိဆောက်ရေးပိုင်းပဲဖြစ်ပါတယ်။ဒီအပိုင်းနှစ်ပိုင်းကိုဂောဘကအဖွဲ့များရဲ့အစီအမံကိုကဲဖြစ်အမြဲဆွေးဆက်မပြတ်ဖျားကြီးပုံရိပ်ကြမတော့အောင်အမြဲတမ်းပြုပြင်ပြောင်းလဲမှုလုပ်ပေးပါတယ်။ဘာဘလို့ ဘောဘကအဖွဲ့ကိုသာပြောတင်လာတော့ဒီအောင်ပွဲအမိဓမ္မခုနှစ်ကြိမ်ရွတ်ပတ်ပူဇော်ပွဲ အောင်မြင်ခြင်းအထိတ်မှပွဲကြီးကိုဒီနေ့ဟာပြီးဆုံးသွားပြီဖြစ်တဲ့လွယ်ကြားနာရသူရဟန်းရှင်တို့ပေါင်းကလည်းကုသိုလ်စရာပွားသလိုဘောဘလူကလည်းဘုရားကြီးရဲ့ဝေယဝိသမသမြဆောင်ရွက်နိုင်တာကို အထူးလည်းပဲဝမ်းမြောက်ကျေနွမ်းမိပါကြောင်းပြောကြလိုပါတယ်